င်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ညနေခင်းအထိတွေ့ရှိထားတဲ့သတင်းတွေကမှထူးခြားသတင်းတွေကိုရွေးချယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးထူးခြားသတင်းတစ်ပုဒ်ကတော့တီမောလက်စတီနိုင်ငံကိုအာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံအဖြစ်အတည်ပြုလိုက်ပြီဆိုတဲ့သတင်းပါအာဆီယံအနေနဲ့26နှစ်ကာလအတွင်းပထမဆုံးအကြိမ်နောက်ထပ်အဖွဲ့ဝင်တနိုင်ငံကို ထတိုးလက်ခံလိုက်တာဖြစ်ပါတယ်။2025အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အပါအဝင်အာဆီယံခေါင်းဆောင်တွေနဲ့နိုင်ငံခေါင်းဆောင်တွေကတီမောကိုအာဆီယံအဖွဲ့ဝင် ဖြစ်ကြောင်းလက်မှတ်ရေးထိုးခဲ့ကြတာပါ။ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားပြီးမှပဲတရားဝင်ကြေညာချက်တွေထွက်လာတာလို့မလေးရှားမီဒီယာတွေကနေဖော်ပြထားပါတယ်။တီမောကဆယ်စုနှစ်ကြာပြိပခတွေနဲ့နေချက်သိမ့်ပိုင်မှုတွေအပြီး2002ခုနှစ်မှာအင်ဒိုနီးရှားနိုင်ငံကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်။တီမောနိုင်ငံက 2012ခုနှစ်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးစတင်လျှောက်ထားခဲ့ပါတယ်။2022ခုနှစ်နိုဝင်ဘာမှာတော့အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက်နိုင်ငံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်စတာတွေကိုသဘောတူညီမှုရယူကာအာဆီယံရဲ့လေးလာဘက်နိုင်ငံအဖြစ်သတ်မှတ်ပေးရခဲ့ပါတယ်။ဒီမောင်းဝန်ကြီးချုပ်စာနာနာဘူမာဝကတော့ဒီကနေ့ကတော့တမိုင်းတွင်သွားပါပြီ။ဒီမောကိုအာဆီယံရဲ့စက်တန်နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်အတိမတ်ပြုလိုက်ပါပြီ။ ဒါဟာအိမ်မက်တစ်ခုကိုအကောင့်တဲဖော်နိုင်ုံနဲ့မကပဲခံနိုင်ရရှိမှု စိတ်ပိုင်းဖြတ်မှုမျောလင်းချက်တွေကြောင့်ဖြစ်လာတဲ့ခိုင်မာတဲ့ဂရုပြုချက်တစ်ခုပါလို့ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်ဒုတိယထူးခြားသတင်းတစ်ပုဒ်ကတော့ထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီချက်အစချုပ်လက်မှတ်ရေးထိုးပွဲကိုသမရထရန့်ကိုယ်တိုင်ဦးစီးခဲ့တယ်ဆိုတဲ့သတင်းမှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ခဲ့ပါတယ်။ ကာလကြာရှည်စွာနေဆက်ပိုင်ဆိုင်မှုအငင်းပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံချုပ်ဆိုတဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုထရန့်ကိုတိုင်ဦးဆောင်ပြီးတော့ကြီးကြပ်လက်မှတ်ထိုးကသမိုင်းဝင်သဘောတူညီချက်လို့ချီးကျူးပြောဆိုသွားခဲ့ပါတယ်။သမရထရန့်ရဲ့ကုန်သွယ်ရေးဖိအားပေးမှုတွေကြောင့်ပြီးခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းမှာအပြစ်ခက်ရဆဲပြီးတော့ဒီပြည်ပခကြောင့်လူ20ကျော်တိစုံခဲ့ရတဲ့9ရက်ကြာတိုက်ခိုက်မှုတွေစက်တန့်သွားစေခဲ့တာပါ။ ထိုင်းကမ္ဘောဒီးယားအပြစ်ခတ်ရက်စဲရေးသဘောတူညီချက်စာချုပ်ပြီးတဲ့နောက်မှာတော့အမေရိကန်ပြည်ထောင်စုနဲ့ထိုင်းနိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ဂုံတရေတွေသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်မလေးရှားမှာရှိနေစဉ်ထရန့်ကအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုလည်းတက်ရောက်มาဖြစ်ပါတယ်ထရန့်ကတပတ်ကြာခီးစဉ်အဖြစ်အာရှကိုထွက်လာတာဖြစ်ပြီးတော့အမေရိကန်ရဲ့အကြီးအကဲမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံဝန်ကြီးချုပ်အစ်နဲ့တွေ့ဆုံသွားมาဖြစ်ပါတယ် ဲ့ဒီနောက် APEC စီဝေးအတွက်တောင်ကိုရီးယားကိုခီးဆက်ကအဲ့ဒီမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင် KIO KIA နဲ့တရုတ်ညှိနှိုင်းပြီးတော့မှလွဲကျဲလိုင်းစာမိုင်းကြမ်းနယ်စပ်ခိတ်တွေကိုပြန်လည်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့သတင်းမှာမြန်မာတရုတ်နယ်စပ်မှာကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ထိန်းချုပ်ထားတဲ့လွဲကျဲနယ်စပ်ခိတ်လိုင်းစာဂိတ်နဲ့မိုင်းကြမ်းဂိတ်တွေကို KIA ကတရုတ်အာဏာပိုင်နေနဲ့ညှိနှိုင်းပြီးအော်တိုဘာလ25ရက်နေ့မှာပြန်လည်ဖွင့်လှစ်လိုက်တယ်လို့တွေ့ရှိရပါတယ်။ဒေသခံပြည်သူလူထုအတွက်လိုအပ်တဲ့ကုန်စည်တွေကိုတရုတ်နိုင်ငံဘက်ကနေတင်သွင်းဖို့နဲ့ငပြောအပါဝင်သီးနှံတွေကိုတင်ပို့ဖို့တရုတ်ဘက်နဲ့ညှိနှိုင်းပြီးပြန်ဖွင့်တာလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံဝန်ကြီးကြီးနော်ဘူကဒီကနေ့မှပြောကြားလိုက်ပါတယ်။မနေ့ကအော်တိုဘာလ25ရက်နေ့ကပြန်ဖွင့်လိုက်ပြီး ဖွင့်နာကဖွင့်ပြီးအားလုံးလွတ်လွတ်လပ်လပ်တော့မဟုတ်သေးဘူးပြည်သူလူထုရဲ့စားသုံးကုန်အဓိကသွင်းပေးတာလို့ဗိုလ်မှူးကြီးနော်ဘူးကပြည်ပစပရင်ကိုပြောထားတာတွေ့ရှိရပါတယ်မြန်မာတရုတ်နယ်စပ်မှာပန်ဝါမြို့လန်စာနားပန်းဂိတ်လွယ်ကျယ်မြို့မန်စီမြို့မန်ဝင်းဂိတ်ကြီးနဲ့ကမ်ပိုင်တီမြို့တွေမှာနယ်စပ်ဂိတ်တွေတည်ရှိပြီးတော့အဆိုပါနယ်စပ်ဂိတ်တွေအားလုံးကို KIA ကထိန်းချုပ်ထားတာဖြစ်ပါတယ်ကမ်ပိုင်တီမြို့ကို KIA နဲ့မဟာမိတ်တပ်တွေက2024နိုဝင်ဘာလမှာ ိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်တယ်လို့မန်စီမျိုးကိုလည်း2025ဇန်နဝါရီလမှာတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။ကမိုင်တီနဲ့မန်ဝိတ်မန်စီဂိတ်တွေမှာတတလုံးမဖွင့်သေးပါဘူး။တရုတ်ဖက်နဲ့ညှိနှိုင်းမှုတွေအရပြန်ဖွင့်တာမှာလွဲကျဲလိုင်ဇာနဲ့မန်ဂျာယန်ဂိတ်တွေဖြစ်ပြီးတော့မှကျန်တဲ့နေဆက်ဂိတ်တွေနဲ့ပတ်သက်လို့မေးမြန်းနေစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။လိုင်ဇာနဲ့မန်ဂျာယန်ကမူလကပင်မ KIA ထိန်းချုပ်ဒေသဖြစ်ပါတယ်။လွဲကျဲမျိုးကိုတော့ပြီးခဲ့တဲ့2024အေပီလမှာ KIA နဲ့မဟာမိတ်တွေကစစ်တပ်တရင်တွေကိုတိုက်ခိုက်ပြီးထိန်းချုပ်ခဲ့တာပါအဲ့ဒီနောက်ပိုင်းနေဆက်ကုံတွေရဲ့ဂိတ်တွေကိုတရုတ်ဘက်ကပိတ်လိုက်ပါတယ်ပြီးခဲ့တဲ့မလမှာတော့စားတောက်ကုံတချို့ကိုအကန့်အသတ်နဲ့တင်သွင်းခွင့်ပြုလိုက်ပါတယ်အခုခါမှာတော့ KIO KIA နဲ့တရုတ်တာဝန်ရှိသူတွေညှိနှိုင်းပြီးတော့မှတရားဝင်ပြန်ဖွင့်လိုက်တာလို့ဒေသခံတချို့ကပြောပါတယ်အခုတချိန်သဘောတူညီချက်ကနေဆက်ကကနေလူဝင်ထွက်နဲ့ပတ်သက်လို့လဲဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ် ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးအတွက်စေကူမယ်ဆိုရင်တရုတ်လာဝကနေချိတ်ဆက်ပြီးတော့မှဝင်ထွက်သွားလာလို့ရတယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။မဖြစ်မနေလိုအပ်တဲ့ကုန်စည်တွေကိုအရင်ကအမောက်ခိုးတင်သွင်းတာတွေတော့ရှိတာပေါ့။အခုကတော့တော်တော်လေးအခြေအနေကောင်းသွားတယ်။တရုတ်နဲ့ KIA ဆက်ဆံရေးအဆင်ပြေရင်ဒေသခံတွေအတွက်ပိုအကျိုးများတယ်လို့လွဲကျဲမျိုးခံတအူးကပြောပါတယ်။လွဲကျဲမျိုးကတဆင့်စိန်လုံတောင်တန်းကိုဖြတ်ပြီးတော့မှမိုးမောက်ဗမော်မျိုးတွေကိုကုံသွယ်ရေးလမ်းကြောင်းရှိပါတယ်။ လက်ရှိမှာတော့ KIA ကမမော်မျိုးသိန်းတိုက်ပွဲတွေဆက်လက်တိုက်ခိုက်နေပြီးတော့မှတိုက်ပွဲတွေလည်းပြင်းထန်နေသေးဖြစ်ပါတယ်။ကချင်းပြည်နယ်မှာကမ်ပိုင်တီပန်ဝါနယ်ဇက်ဂိတ်ပေါက်တွေရှိပြီးတော့မှအဲ့ဒီနေရာတွေကိုလည်း KIA ကထိန်းချုပ်ထားပါတယ်။တရုတ်ရှိုးရကစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေကိုဖိအားပေးတဲ့အနေနဲ့ချင်းပြည်နယ်မြောက်ပိုင်းမှာတော်လိုင်းရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်ဇက်ဂိတ်ပေါက်တွေကိုလည်းကုန်သွယ်ရေးကန့်သတ်ထားတယ်လို့ကြားသိရပါတယ်။နောက်ဆုံးထူးခြားသတင်းတစ်ပုဒ်ကတော့ မောင်မကန်ရဲစခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရဆိုတဲ့သတင်းမှာတနင်္သာရီတိုင်းရောင်းလုံးမြို့နယ်မောင်မကန်ရဲစခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးတော့စစ်သားတွေတိုက်ဆုံမှုရှိပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီရရှိရလို့တွေ့ရပါတယ်။ဇနေ့အော်တိုဘာလ26ရက်နေ့နံနက်ပိုင်းမှာတော်လိုင်းရေးတပ်ဖွဲ့တွေကရောင်းလုံးမြို့နယ်မောင်မကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်ရှစ်တပ်ကလေရင်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်တပ်ကလေနဲ့ခုခံနေတဲ့ဂျာအနေမှာမောင်းမကန်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ဒေဆုံးမှုတွေရှိပြီးတော့မှစခန်းအတွင်းမှာရှိတဲ့လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ဒီနေ့မနက်ပိုင်းစောပိုင်းလောက်ကရရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေကလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့ဂျာကကိုရဲစခန်းကိုအပိသက်တိုက်ခိုက်နေခဲ့တာပါ။စစ်ခွေးတွေဒေဆုံးတာလည်းရှိတယ်။စခန်းထဲက လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့တော်လန်ရေးသတင်းရှင်းပြကနေမှသိရှိရပါတယ်။အခုပြောပြသွားတဲ့သတင်းတွေကတော့အော်တိုဘာလ26ရက်နေ့ညနေခင်းထိတွေ့ရှိရတဲ့သတင်းတွေထဲကမှထူးခြားသတင်းတွေဖြစ်ပါတယ်။